မင်္ဂလာပါဗျကျွန်တော်တို့ရဲ့ new future youtube channel ကနေကြိုဆိုပါတယ်မြန်မာနိုင်ငံတွင်းမှာဖြစ်နေတဲ့ငလျင်ကိုကဘာကြီးကတိလားတိတယ်ကဘာကြီးမှာတိတ်ပံပညာပဲဖြစ်ဖြစ်နီးပညာပဲဖြစ်ဖြစ်စင်အားပဲဖြစ်ဖြစ်နေရာဘောင်းဆောင်ကနေတိုးတက်နေတဲ့အမေရိကန်နိုင်ငံကတော့တိလားဆိုတော့တိတယ်ဒါပေမဲ့ကဘာကြီးကတိတဲ့အရာမှာကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တဲ့ကျွန်တော်တို့ဒီအင်ပြူတော်ဟိုဟာအမေရိကန်မှာရှိတဲ့အင်ပြူတော် CEO မှာတရင်တော်တယောက်ကမေးတယ်တဲ့မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ငလျင်အကြောင်းကိုသိတာသိတယ်တဲ့ကျွန်တော်တို့တက်ဆိုင်တဲ့လူတွေနဲ့စကားပြောပြီးပြီပေါ့ဒီလောက်ထိတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရေးဟာအရေးမပါတော့ဘူးလားဆိုရင်တဘာဝဘေးဒဏ်ဖြစ်မှာမဟုတ်ဘဲနဲ့စစ်ဘေးတွေဖြစ်နေတဲ့အချိန်ခါမျိုးမှာတော့မှကဘာကြီးရဲ့မျက်ကွယ်ပြုခြင်းကိုခံထားရတယ်ဆိုရင်ကျွန်တော်တို့အမေစုပြောခဲ့သလိုပဲပြည်သူမှပြည်သူတို့ဆိုရက်ပြည်သူသားလင်းအဓိကက တနိုင်ငံလုံးမှာရှိတဲ့ပြည်သူကလှုပ်ဆောင်မှ ရမယ့်အရာတွေကျွန်တော်တို့ခေါင်းဆောင်တွေခေါင်းဆောင်တွေကိုလိုက်ပြီးမှီတွင်နေလို့ရတယ်အားကိုးနေလို့ရတယ်ဒါပေမဲ့တချို့နေရာတွေမှာအားကိုးလို့မရတဲ့နေရာတွေဟာမိမိကိုယ်တိုင်လှုပ်မှရမယ်ဆိုတဲ့အရာတွေကိုအမေစုပြောသွားတာအခုအင်ဂျူအမေရိကန်နိုင်ငံအင်ဂျူတော်မှာရှိတဲ့အစည်းအဝေးမှာတမလာထရန့်ကိုယ်တိုင်ပြောသွားတဲ့ တိတ်ပြီးတော့ဂယုဆိုင်ဘူးပေါ့ဗျာဒါကြောင့်မလို့ကိုကိုတိုင်းလုတ်ရမယ့်အရာတွေကိုကိုယ်နိုင်ငံအတွင်းမှာရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေကတဘာဝဘေးဒဏ်ကိုလည်းကုညီအာနာရှင်စနစ်ကိုအဆုံးတတ်အောင်လုတ်ရမှာအဖြစ်ပဲအခုလောလောဆယ်ကတော့ဒီရက်တန်းမှာတော့ကျွန်တော်တို့အကြံဖက်စစ်တပ်ရဲ့ခေါင်းဆောင်မအားလာကတော့မြန်မာတနိုင်ငံလုံးမှာရှိတဲ့စစ်တပ်တရင်တက်ခွဲအဲ့ဒီအရာတွေအားလုံးရတနာတုတ်ကိုကိုယ့်ရဲ့ကိုးကောက်ကိုယ့်ရဲ့ရုပ်ဖို့အတွက် လိုက်ပြီးတော့ပြောနေပြီဒီလိုမကောင်းမှုအရာတွေကိုလုတ်ပြနေရင်းနဲ့အပြက်ခတ်ရက်စဲပါတယ်ဆိုပြီးအပီလာ၂ရက်နေကနေရက်20အထိ20ရက်တိတိလုတ်မယ်ဆိုတဲ့အရာကိုတော့မှကလိန်ကချစ်လုတ်တဲ့အရာတွေအများကြီးတွေ့လာတယ်ဒါတွေကတော့ခင်ဗျားတို့ကျွတ်လို့တွေ့တဲ့အချိန်ပဲချင်းပြည်နယ်တီးတိမ်မြို့မှာရှိတီးတိမ်မြို့နယ်ဆိုင်းဆိုင်းကျေးရွာမှာရှိတဲ့နေရာကိုကျေးရွာကိုပေါင်900ဘုံနေနဲ့ဘုံကျဲလို့မိသားစုဝင်6ဦးတည်ဆုံးတယ်အဲ့ဒီအပြင် ချင်းပြည်နယ်မင်းတပ်မြို့မှာရှိတဲ့မြို့မြို့မှာရှိတဲ့ရွာတွေအားလုံးကိုလည်းပေါင်900ဘုံနေနဲ့လိုက်ကျဲတယ်။ဒါဟာလက်ရှိအုပ်ချုပ်နေတဲ့အစိုးရတရက်ကပြည်သူအပေါ်မှာထားရှိတဲ့စိတ်အဲ့ဒီအပြင်ငလျင်ဘေးလံဖြစ်တဲ့အချိန်မှာပြည်သူအပေါ်မှာထားရှိတဲ့စိတ်ဒါတွေအားလုံးကိုကျွန်တော်တို့ပြည်သူမှပြည်သူတို့ဆိုတဲ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေကတီးဖို့လိုတယ်ဗျ။နောက်ထပ်စကိုင်းတိုင်းဝန်းတုံမြို့နယ် ဝန်းတို့မျိုးနယ်မှာအကြမ်းဖက်စစ်တပ်ကနှစ်ကြိမ်တိုင်တိုင်ဘုံကျဲလို့ပြည်သူတွေအယောက်20ကျော်တေဆုံးတယ်လို့လောလောဆယ်ကနကူးသတင်းရသိတယ်။မန္တလေးတောင်သာမျိုးနယ်တဲတော်ရွာကိုလည်းစစ်တပ်ကစက်တက်လေဒီနဲ့ဘုံကျဲလို့ပြည်သူတို့ဦးတန်ရာရတယ်။ဒါကအခုမနေ့ရက်နဲ့ဒီနေ့အထိလက်ရှိရတဲ့သတင်းလေးတွေကိုပဲကျွန်တော်ကတိတိလောက်ပြောပြတာဒီကြားတဲ့အခုလိုအချိန်ခါမျိုးမှတော့စကစရဲ့ကောင်းဆောင် ရုပ်မာတဲ့မအလာကဘလောက်ထိများဆက်လက်ပြီးတော့ရုပ်မာနေတယ်လဲတော့မသိဘူးအဲ့တော့ဒီလိုအချိန်အခါမျိုးမှာကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ EAO နဲ့ကျွန်တော်တို့ PDF ပေါ့ဗျာအာနာရှင်စနစ်ကိုတွန်းလှန်နေတဲ့ဘယ်အဖွဲ့စည်းမဆိုဇက်တိုက်ဇက်တိုက်လှုပ်ဆောင်နေတဲ့အရာတွေထဲမှာသခိုင်းတိုင်းအင်းတော်မျိုးမှာရှိတဲ့ဂျပန်လှိုင်းကူစခန်းကနေထွက်ပြေးတဲ့ဒါခင်ဗျားတို့သိမှာပါတေရဲတဲ့ကောင်ထွက်ခဲဆိုပြီးပြောခဲ့တဲ့ဘုံမှုချုပ်အောက်တပ်ဦးကို တမ80ကွန်တမမှုဘုံမှုချုပ်အောင်တပ်ဦးကို MOD လက်အောက်ခံတပ်များကအရှင်ဖမ်းမိကြရတဲ့ဆိုတဲ့သတင်းကတော့အခုကတော့ဟိုးလေးတကြော်ကြော်ဖြစ်နေတယ်။ရခိုင်မှာရှိတဲ့ရခိုင်မှာရှိတော့ကလည်းဒီလိုမျိုးဖြစ်ကျွေးခဲ့တဲ့ဘုံမှုတယောက်ကိုဖမ်းမိတယ်အခုလည်းဘုံမှုတယောက်ကိုဖမ်းမိတယ်အဲ့တော့ရဲနာတုတ်တေရုတ်ရဲရယာတွေများများခြေလေတမမှုတရင်မှုတွေများများဖမ်းမိလေဆိုတဲ့အရာမျိုးကိုတော့ကျွန်တော်တို့ကဒီလိုမျိုးခံယူတော့တကြောင်ဘာဘာကြီးကလည်းရဲရယာတွေများများခြေပါ ြောမယ်ဆိုရင်တော့မြန်မြန်သိအောင်ပေါ့ဒီလိုမျိုးမကောင်းတဲ့အရာနဲ့ကိုယ်နိုင်ငံသားအချင်းချင်းလူပုဂ္ဂိုလ်တူတူယောက်ကိုလိုက်ပြီးဆူတောင်းနေတယ်ဆိုတဲ့အရာကတော့အောက်ကုတ္တဖြစ်စေတာပေါ့နော်ချင်းပြည်နယ်ဖလန်းမျိုးဖလန်းမျိုးသိန်းတိုက်ပွဲမှာဖလန်းမျိုးသိန်းတိုက်ပွဲမှာလုံတုံးကလည်းဒါကတော့ဟိုကကိုနေမျိုးစဉ်ပြောခဲ့တဲ့စကားငယ်ငယ်တုန်းကကျွန်တော်တို့ငယ်ရွယ်တဲ့ချိန်မှာပြောခဲ့တယ်ပေါ့ဖလန်းဖလန်းထားတယ်ဆိုတော့ဖလန်းဖလန်းထားတယ်ဖလန်းမျိုးကိုမျိုးသိန်းတိုက်ပွဲကျင်းပနေတဲ့ မြို့သိမ်းတိုက်ပွဲလုပ်တဲ့အချိန်မှာထောင်တောင်းရှိတဲ့လက်နက်ခဲယမ်းတွေကိုတော်တော်များများကျွန်တော်တို့ PDF နဲ့ EAO အဖွဲ့အစည်းတွေကနေရရှိတယ်လို့ကျွန်တော်သတင်းရပါတယ်။အခုဒီရက်ထဲမှာပဲတင်းနိုင်တိုင်းကော်တောင်းခရိုင်မှာစိုက်ကြီးကောက်ဖို့လာတဲ့စခန်းမှုရဲအုပ်မင်းအောင်စိုးဦးဆောင်တဲ့ငါးဦးကိုကျွန်တော်တို့ PDF အဖွဲ့ကဂျားဖြတ်ကော်တောင်းပကဖာနဲ့ GPDF အဖွဲ့ကဂျားဖြတ်တိုက်ခိုက်တာ၃ဦးတေပြီးတော့၂ဦးကတော့ဆိုင်ကယ်နဲ့လွတ်မြောက်သွားတယ်လို့သိရတယ်။အဲ့ဒီလိုပဲရွှေ ရွှေဘိုတန်တောင်ကြီးတို့မှာလဲဒီလိုမျိုးစကားစာရုပ်မာတယ်ကျွန်တော်တို့ဘက်ကလည်းပြန်ပြီးတော့တင်းစီရမိတဲ့လက်နက်ခဲရန်တွေရှိတယ်တင်းစီရမိတဲ့တရင်တွေရှိတယ်ဆုံးရှုံးသွားတဲ့တရင်တွေမြို့တွေလည်းရှိသလိုပဲဂေရီယာအခြေကောင်းလို့တရင်မှုတမ်းမာမှုတွေရရှိတတ်ကြတယ်အများကြီးရှိတယ်အဲ့ဒီတော့ဒီလိုမျိုးဖြစ်ပြနေတဲ့အချိန်ခါမျိုးမှာအဲ့ဒီအာနာရှင်စနစ်အောက်ကနေဒလုံးမနေဘူးဆိုပြီးတော့စစ်မှုထမ်းတဲ့ကလေးတွေထွက်ပြေးလာတဲ့လူတွေလည်းအများကြီးရှိတယ်အခုအချိန်ထိပြည်သူရင်ဝင်ကိုခုံဝင်နေတဲ့ ခိုးလုံနေတဲ့လူတွေအများကြီးရှိတယ်။ဒေးစားပါတယ်။မြန်မြန်ခိုးဝင်မြန်မြန်လုပ်ပါ။မိမိရဲ့အတက်တစ်ချောင်းကအလကားမရပါဘူး။မိမိအတက်ကြောင့်မိမိလုံရဲ့အမှားတစ်ခုကအကုသို့ဖြစ်တယ်ဆိုတဲ့အရာတိုင်းမှာမိမိအတက်ကိုတန်ဖိုးထားတယ်ဆိုရင်ပြည်သူရင်ဝင်ကိုမြန်မြန်ခုံလုံဖို့အရေးကြီးပါတယ်ဗျ။အဲ့တော့ရွှေဘိုတန်တောင်ကြီးတို့မှာတသားနှစ်ဦးကလက်နက်ခဲရန်နေနဲ့အလင်းဝင်လာတာရှိတယ်။အခုလို့ဖြစ်တယ်လို့ပဲကျွန်တော်တို့အခုအချိန်ထိ27တဲကလမ်းပေါ်ထွက်စံနှပြပြီးတော့ဒီမိုကရေစီရရှိရေးဒိုရေး စစ်အာဏာရှင်ကြာရှုံးရေးဒိုရေးလူခွင့်ရေးရရှိရေးဒိုရေးဆိုတဲ့ဒီကျွေးကြော်တန်တွေဟာလဲကျွန်တော်တို့စကိုင်းတိုင်းရင်းမာပြီးမြို့နယ်မှာအခုချိန်ထိမဆဲပဲနဲ့ရှိနေပါတယ်။အွန်လိုင်းလွှင့်ပြီးဒေါင်းသွင်းပြီးဆိုတဲ့ဒီတပိတ်တွေကတော့အခုရင်းမာပြီးမြို့မှာလဲထောက်လျှောက်ထောက်လျှောက်မိမိသက်ဆိုင်တဲ့ခေါင်းစဉ်လေးတွေတက်ပြီးတော့အာဏာရှင်စနစ်ကိုတွန်းလှန်နေစေပဲရှိတယ်။ငလီရင်နဲ့ပတ်သက်လို့ကတော့မန္တလေးမှာမနေ့ကတနေတဲ့နဲ့ငလီရင် အသေးစားပေါ့နော်4.40 4.0လောက်ပဲရှိရတဲ့ငလင်းအသေးစား9ကြိမ်လောက်တယ်ဒါကြောင့်မို့လို့ပြည်သူတွေဟာတိုက်အိမ်တွေပေါ်မှာမနေမနေရဲပဲနဲ့လမ်းမတွေပေါ်မှာထွက်ပြီးတော့နေနေရတဲ့ဘဝတွေဒီလိုလမ်းမတွေပေါ်မှာထွက်ပြီးနေနေရတဲ့အချိန်အခါမျိုးမှလည်းပြည်သူဟာလုံခြုံစွာတဲထိုးပြီးနေရသလားဆိုတော့မနေရဘူးအကူအညီလာပေးမဲ့အရာတွေကိုစောင့်နေရတယ် အဲ့ဒီအကူအညီပေးမယ့်အရာကိုစောင့်နေတာကကျွန်တော်တို့ရှမ်းပြည်နယ်အင်းလေးဒေသမှာငလျင်လှုပ်ခတ်သွားလို့ရေတွေခမ်းချောက်တဲ့နေရာတွေရှိသလိုတချို့ရွာတွေမှာလည်းအကူအညီပေးဖို့အတွက်ထိုင်စောင့်နေရတဲ့အနေအထားမျိုးတွေအများကြီးကြုံတွေ့နေရတယ်။ဒါဟာပြည်သူကြုံတွေ့နေရတဲ့အခက်ခဲ။အဲ့ဒီလိုပဲငလျင်ဘေးဒဏ်မဲ့ငလျင်ဘေးဒဏ်ကြုံနေရတဲ့အချိန်မှာတစ်ဖက်တစ်လမ်းကနေကူညီနေတဲ့ foundation တွေရှိတယ်၊ပရိဟိတအသင်းတွေရှိတယ်။ဒီအရာတွေပေါ်ကကျွန်တော်တက်တော်မှာလည်းခဏခဏဒီ YouTube မှာလည်းခဏခဏပြောဘူးလေဗျ။ အာနာရှင်ရဲ့လက်အောက်မှာရှိတဲ့ foundation တခုဟာအာနာရှင်အလိုတော်ကြပဲသွားမှာဗျ။ငွေကြေးတွေဘလောက်များများအလှူခံရရှိပါသည်သူကတော့ကြင်ညာမှာပဲ။တကယ်သွားလှူတဲ့နေရာတွေဟာငလျင်ဘေးဒဏ်ဖြစ်ပြီးတော့ရွာလုံးကျပျောက်သွားတဲ့နေရာတွေရွာတွေပြိုကျတဲ့နေရာတွေတိုက်ပြိုတဲ့နေရာတွေအဲ့ဒီနေရာတွေကိုတကယ်ထိရောက်စွာကူညီသလားမကူညီသလားဆိုတာအခုလက်ရှိဟော့ဖြစ်နေတဲ့မခိုင်နေဝင် foundation နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခင်ဗျားတို့အားလုံးသိမယ် မခိုင်နှင်းဝေကိုမယုံကြည်တော့မဟုတ်ဘူးမခိုင်နှင်းဝေရဲ့နောက်ကလက်မဲကြီးအာနာရှင်လူတစုတော့မဟုတ်မအားလာကိုမယုံကြည်တော့ပြောတာဘာကြောင့်မယုံကြည်တာလောက်တဲ့အခအထောက်ထားရှိတဲ့လေဆိုရင်ငလျင်ဘေးစဖြစ်တဲ့ကတူတောင်းဆိုတဲ့အရာကရိတ်ခါတဲ့ငွေကြေးရရေးကြီးပါလေအခုနိုင်ငံတကာကနေကူညီထားတဲ့ဒေါ်လာတန်ပေါင်းယာကျော်နေပြီဒီလိုယာကျော်နေတဲ့အရာကိုမှတည်တဲ့လူတအူးကိုဆယ်သိမ်းပေးမယ် အဲ့ဒီအရာကိုလည်းဇော်မဲလိန်ရထက်လိန်နဲ့တည်တဲ့သူကလာထုတ်ရမယ်ဒီလိုတရားဥပဒေဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရားဥပဒေဟာမြန်မာအခက်ရာတင်ချာကဏ္ဍ34လို့ဖြစ်နေတယ်သူတို့ဘက်ကိုပါတယ်သူတို့နဲ့အစဉ်ပြေရင်3အစဉ်မပြေရင်ဘက်သူကြောခိုင်းလိုက်တယ်ဒါဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဥပဒေနဲ့လူသားစာနာဆိုတဲ့အရာတစ်ခုမှာပြည်သူကို ကူညီဖို့နေနေသားသားရရှိတဲ့ငွေကြေးကိုပဲအိတ်ထဲထည့်တယ်။အိတ်ထဲထည့်လိုက်တဲ့အရာကတိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်တဲ့လူကအိတ်ထဲထည့်ရင်ဒီငွေကြေးဒီပြည်သူအပေါ်မှာစီးဆင်းသလားဆိုတာကမစီးဆင်းလားဆိုတာလက်ရှိကြုံတွေ့နေရတဲ့အရာပဲကြည့်။အစိုးရတရက်ကဘတ်ဂျက်ဆိုပြီးထုတ်ပေးဖို့နေနေသားသားပရဟိတဖောင်ဒေးရှင်းပရဟိတအဖွဲ့တွေဖောင်ဒေးရှင်းတွေရှိရရတဲ့ငွေကြေးကိုတော့မှအကန့်အသတ်နဲ့သူလှူခိုင်းတဲ့နေရာကိုပဲလှူရတယ်။ငွေကြေးကိုလည်းထိမ့်ချုပ်ခြင်းခံထားရတယ်ဆိုတာကို ကျွန်တော်တို့ရေးပြီးငလင်းပေးမှာလှူနေတဲ့လူတွေအားလုံးတီးဖို့လိုတယ်လို့ဒီနေရာကနေပြောချင်ပါတယ်အဲ့ဒီလိုပဲတစ်တုံညာနှစ်ခုစစ်စင်ရေးကိုစတင်ခဲ့တဲ့ညီနောင်၃ဘော်တဲက MNDDA နဲ့ TNL နှစ်ဖွဲ့ရတော့ကျွန်တော်တို့ရဲ့ AP လ10ရက်နေ့ဒီနေ့ AP လ10ရက်နေ့မှာကြားရောက်တဲ့အာရခန်တက်တော် AA ရဲ့16နှစ်မြောက်တက်တော်ထီထောင်တဲ့နေ့ကို ငါတို့ဒီအာနာရှင်စနစ် မကြမရှုံးမရှင်းဆက်လက်တိုက်ပွဲဝင်သွားပါမည်ဆိုပြီးတော့ဂတိကဝတ်ပြုတ်ပြီးတော့တတ်တော်ထီတောင်တဲ့နေ့အတွက်ဂုံတူလာပို့လာတာတွေ့ပါတယ်။အရန်လေးစားဂုံယူအားကြမိပါတယ်။27ကနေစပြီးတော့လက်နက်ဆွဲကင်တော်လံပေမဲ့ထိရောက်မှုမရှိဘဲနဲ့မြန်မာတိုင်းငံလုံးရဲ့အာနာရှင်စနစ်စန့်ကျင်ရေးကိုအဓိကဖော်ဆောင်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးကိုစတင်ခဲ့တဲ့ညီနောင်၃ဘော်ကိုကျွန်တော်တို့အထူး ုံပြုပါတယ်အာရကျင့်တ်ပါတယ်ရှစ်ဆက်ပြီးတော့လဲအာနာရှင်စနစ်အောက်ကလွတ်မြောက်အောင်တက်နိုင်တဲ့ဘက်ကကြာရနေရကကူညီပေးပါလို့ကျွန်တော်ဒီကနေမြတ်တရရက်ခံပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားအလုံးစိတ်မချမ်းသာမှုဘေးနဲ့ကြုံတွေ့နေရတဲ့အချိန်မှာအန်ကိုကြိတ်ပြီးတော့ခဏတစ်ဖြုတ်တီးခံပြီးတော့ရတဲ့နေရရတဲ့အချိန်ကနေတဘာဝဘေးဒဏ်လျောက်စစ်အာဏာရှင်စနစ်ကို နီးမျိုးစုံနဲ့တွန်းလှန်ကြပါလို့ဒီနေရာကနေကျွန်တော်ပြောကြားထုတ်ပါတယ်ဟုတ်ကဲ့အားလုံးကောင်းသောနေ့ပါဗျာ